အခုကျွန်တော်တို့နေထိုင်ရာဆက်ကြဝလာကြီးရဲ့အဝေးဆုံးနှရှားရာတွေမှာကျွန်တော်တို့ကဘာမြေထက်ပုံမူကြီးမှပြီးအမခံလှုပ်ဆန်းခြင်းမှုတွေပြည့်နှက်နေတဲ့ဂျိုးတွေရှိနေတယ်ဆိုရင်ခမယုံကြည်နိုင်ပါမလားဒီဂျိုရီဟာတိတ်ပံမညာရှင်တွေရဲ့စိတ်ဝင်စားမှုကိုအပြင်းထန်ဖန်ဆားထားပြီးအသက်ရှိတဲ့ရှင်သန်နေထိုင်နိုင်ရှိတဲ့ကဘာတစ်တွေဖြစ်နိုင်တယ်လို့တောင်ယူဆနေကြပါတယ် ဒီလိုကြီးမားပြီးကဘာမြင်နဲ့တူတဲ့ဂျိုရီအကြောင်းကိုကျွန်တော်ရဲ့ Novami မှာနေအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလက်မလွတ်သွားအောင်ကျွန်တော်ရဲ့ Novami မှာဆိုတဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဆိုတော့ဗီဒီယိုလေးစားလိုက်ကြရအောင် Super Earth ဆိုတာပါလေ Super Earth ဆိုတာနက္ခတ္တဗေဒအခေါ်ဝေါ်ရကျွန်တော်တို့ကဘာမြေထက်ပုံမူကြီးမှပြီးနဘကျွန်းဂျိုထက်တော့ပုံမူသေးငယ်တဲ့နေအဖွဲ့စည်းအပြင်ဘက်ကဂျိုတွေကိုရင်ညွှန်းတာဖြစ်ပါလေသူတို့ရဲ့ဓာတ်ထုကတော့ကဘာမြေရဲ့ဓာတ်ထုထက်နှစ်ဆအနေပြီးတော့ဆယ်ဆအထိရှိနိုင်ပြီးတော့ဖွဲ့စည်းပုံကတော့ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတာဒါမှမဟုတ်ရေခဲတွေနဲ့ဖွဲ့စည်းထားတာစသဖြင့်မျိုးစုံရှိနိုင်ပါတယ်ဒီလိုဂျိုတွေဟာကျွန်တော်တို့စက်ကြဝဠာထဲမှာအလွန်ပေါများပြီးတော့သိပ္ပံမညာရှင်တွေဟာသူတို့ကိုရှာဖွေတွေးရှိဖို့အကျိုးပန်းနေကြပါတယ် သူတို့ရဲ့ထူးခြားတဲ့ဂုံတတိတွေကြောင့်တရှိရှင်သန်နိုင်ခြင်းရှိမရှိကိုစမ်းစစ်လေ့လာမှုတွေပြုလုပ်နေကြတာပါ။ဘာကြောင့် Super Earth ကိုစိတ်ဝင်စားရတာလဲ။ Super Earth ကိုစိတ်ဝင်စားရတဲ့အဓိကအကြောင်းရင်းကတော့သူတို့ဟာအသက်ရှင်သန်နေထိုင်နိုင်တဲ့ဂျိုဖြစ်နေနိုင်တယ်လို့ယူဆကြလို့ပါပဲ။ဒီဂျိုတွေမှာရေရှိနိုင်ပြီးတော့တင့်တင့်တဲ့အပူချိန်လည်းရှိနိုင်ပါတယ်။ဒီလိုအခြေအနေတွေဟာအသက်ရှိတွေရှင်သန်ဖွံ့ဖြိုးဖို့အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာဒီဂျိုရီရဲ့လေတုကိုလေ့လာခြင်းအဖြစ်အသက်ရှူနိုင်တဲ့လေဒါမှမဟုတ်တခြားအသက်ရှိပုံစံတွေရှိနိုင်လားဆိုတာကိုရှာဖွေနေကြပါတယ်ကျွန်တော်တို့ကဘာမြေလိုမျိုးသက်ရှိရရှင်သန်နိုင်တဲ့ဂျိုရီရှိနေနိုင်တယ်ဆိုတဲ့အတွေးဟာတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းလာပါတယ် Super Earth ရဲ့အဖွဲ့အစည်းပုံနဲ့လေတု Super Earth ရဲ့ဖွဲ့စည်းပုံကမတူညီတဲ့ပုံစံမျိုးစုံရှိနိုင်ပါတယ်တချို့ဂျိုရီဆိုရင်ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့ဂျိုရီဖြစ်ပြီးတော့ကျွန်တော်တို့ကဘာမြေနဲ့ဆင်တူပါတယ် တချို့ကတော့ရေခဲနဲ့ဖုံးလွှမ်းထားတဲ့ဂျိုရီဖြစ်ပြီးတော့နေအဖွဲ့စည်းတဲ့ယူရိနပ်စ်ဒါမှမဟုတ်နက်ပဂျွန်တို့နဲ့ဆင်တူပါတယ်ဒီဂျိုရီရဲ့လေတုဟာလည်းတစ်မျိုးနဲ့တစ်မျိုးမတူပါဘူးတချို့မှာတော့ထူထပ်တဲ့ဟိုက်ဒရိုဂျင်နဲ့ဟီလီယံလေတုတွေရှိပြီးတော့တချို့မှာတော့ကာဗွန်ဒိုင်အောက်ဆိုက်ဒါမှမဟုတ်ရေငွေ့တွေပါဝင်တဲ့လေတုမျိုးတွေရှိနိုင်ပါတယ် ီလီတူရဲ့ဖွဲ့စည်းပုံကပဲဂျိုးပေါ်မှာတက်ရှိတဲ့ရှင်သန်နိုင်ကြီးကိုဆုံးဖြတ်တဲ့အဓိကအချက်ဖြစ်ပါတယ်။ Super Earth တွေဟာသူတို့ရဲ့ကြဲကိုပက်လန်းနေတဲ့မှာလှည့်ပတ်နေကြပါတယ်။သူတို့ရဲ့ပက်လန်းဟာဘဲဥပုံဒါမှမဟုတ်စဝိုင်းပုံဖြစ်နိုင်ပြီးတော့ကျင်းနဲ့နေတဲ့ဂျိုးတွေမှာပက်လန်းကာလာတူတောင်းပါတယ်။ဒီဂျိုးတွေဟာသူတို့ရဲ့ကျင်းနားမှာအလွန်နီးကပ်စွာတည်ရှိနေပြီးတော့အပူချိန်မြင့်မားနိုင်ပါတယ်။ ဒါပေမဲ့တချို့သော Super Earth တွေကတော့သူတို့ရဲ့ခြေကနေအတော်အသင့်ဝေးကွာတဲ့နေရာမှာတည်ရှိနေပြီးတော့ရေဟာအရေးဖြစ်တည်ရှိနိုင်တဲ့အပူချိန်မှာရှိနိုင်ပါတယ်ဒီလိုနေအဖွဲ့စည်းအပြင်ဘက်ဂျူရီရဲ့ပတ်လန်ကိုလေ့လာခြင်းအားဖြင့်သူတို့ရဲ့ဂုံတတိတွေကိုပုံမှန်ပြီးတော့နားလည်နိုင်ပါတယ်။ Super Earth တွေကိုရှာဖွေရမှာသိပ္ပံပညာရှင်တွေဟာနီလန်းအမျိုးမျိုးကိုအသုံးပြုကြပါတယ်။အဓိကနီလန်းတွေထဲကတစ်ခုကတော့ဖြတ်တန်းသွားလာမှုနီလန်းပဲဖြစ်ပါတယ်။ ဒီနီလန်ကတော့ဂျိုတလုံးကကျဲရဲ့ရှေ့ကနေဖြတ်တန်းသွားတဲ့အခါမှာကျဲရဲ့အလင်းရောက်မှိန်သွားတာကိုတိုင်းတာပြီးတော့ဂျိုရဲ့အရွယ်စားနဲ့ပတ်လန်းကိုအဆုံးဖြတ်တာဖြစ်ပါတယ်။နောက်ဆက်နီလန်တစ်ခုကတော့အယောင်စင်ပြောင်းလဲမှုနီလန်ဖြစ်ပြီးတော့ဂျိုရဲ့စွဲငင်အားကြောင့်ကျဲရဲ့လှုပ်ရှားမှုကိုတိုင်းတာတာဖြစ်ပါတယ်။ဒီနီလန်တွေအပြင် Space Telescope တွေဖြစ်တဲ့ Kepler Space Craft နဲ့ Test 2ကိုလည်းအသုံးပြုပြီးတော့ Super Earth အများပြားကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ Super Earth ရေပေါ်မှာအသက်ရှင်သန်နိုင်ခြေရှိမရှိဆိုတာကတော့ရှုပ်ထွေးတဲ့မေခွန်းတစ်ခုဖြစ်ပါတယ်။ ဂျိုတလုံးမှာတက်ရှိတွေရှင်သန်ဖို့အတွက်ဆိုရင်ရေရှိဖို့တင်းတင်းနဲ့အပူချိန်ရှိဖို့နဲ့လေတုကတက်ရှိတွေအတွက်တင်းလျော်ဖို့လိုအပ်ပါတယ်။ Super Earth တွေဟာအရွယ်စားကြီးမားတဲ့အတွက်သူတို့မှာအတွင်ပိုင်းအပူချိန်များပြားနိုင်ပြီးတော့မီးတောင်လှုပ်ရှားမှုတွေလည်းပုံမှုများပြားနိုင်ပါတယ်။ဒါအပြင်သူတို့ရဲ့ gravity ကကမ္ဘာမြေရဲ့ gravity ထက်ပိုမိုအားကောင်းတဲ့အတွက်တက်ရှိလိုရှင်သန်ဖို့အတွက်စိန်ခေါ်မှုတွေရှိနေပါတယ်။ဒါပေမဲ့အလားအလာရှိတဲ့ super earth ကိုတော့ဆက်လက်ပြီးတော့လေ့လာနေဆဲဖြစ်ပါတယ်။ ဆူပါအာဖရီကိုရှာဖွေတွေ့ရှိခြင်းကဂျိုးရီဘလို့ဖွဲ့စည်းဖြစ်ပေါ်လာတာလဲဆိုရက်ဂျိုးဖွဲ့စည်းခြင်းသီအိုရီတွေအပေါ်မှာအရေးပါတဲ့တက်ရောက်မှုတွေရှိပါတယ်။ဒီလိုဂျိုးရီဟာကျွန်တော်တို့နေအဖွဲ့စည်းထဲမှာမရှိတဲ့အတွက်ကြောင့်သူတို့ရဲ့ဖွဲ့စည်းပုံနဲ့ပတ်လန်းတွေဟာအထူးခြားပါတယ်။သိပ္ပံပညာရှင်တွေဟာ Super Earth ကိုလေ့လာခြင်းအပြင်ဂျိုရီဘလူဖွဲ့စည်းပုံတွေနဲ့ပတ်လန်းတွေရှိနိုင်တယ်ဆိုတာကိုနားလည်အောင်စူးစမ်းနေကြပါတယ်။ဆိုတော့ဒီတွေ့ရှိချက်တွေကကျွန်တော်တို့ Universe ထဲမှာဂျိုရီဘလူအသွင်ကူးပြောင်းလာလဲဆိုတာကိုနားလည်ဖို့အထောက်အကူဖြစ်စေပါတယ်။ ဆိုတော့အနာဂတ်မှာ Super Earth တွေကိုလေ့လာဖို့အတွက်ကြတော့ပုံမအားကောင်းတဲ့ Space Telescope တွေနဲ့နှိပညာတွေကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ဒီ James Webb Space Telescope လိုမျိုး Telescope တွေက Super Earth ရဲ့လေထုကိုအသေးစိတ်လေ့လာနိုင်ပြီးတော့တက်ရှိတွေရှင်းသန်းနိုင်ခြင်းရှိမရှိကိုအဆုံးဖြတ်ရမှာပုံမတိကျတဲ့အချက်အလက်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အနာဂတ်မှာ Super Earth ကိုတွားရောက်လေ့လာဖို့အတွက် mission တွေကိုစီစဉ်လာနိုင်ကြလေရှိပါတယ်။ဆိုတော့ဒီလိုလေ့လာမှုတွေကကျွန်တော်တို့ရဲ့ universe အပေါ်မှာနားလည်မှုပုံမနဲ့ဆိုင်စင်မှာဖြစ်ပါတယ်။ နေကုန်ချောက်ရမယ်ဆိုရင် super alpha ကျွန်တော်တို့စက်ကြောလာရဲ့အမခန်လိုအပ်စမ်းကျင်မှုတွေထဲကတစ်ခုဖြစ်ပါတယ်သူတို့ဟာကျွန်တော်တို့ကဘာမြင်နဲ့စင်တူယိုးမှရှိပေမဲ့ပုံမှုကြီးမှပြီးတော့မတူညီတဲ့ဂုံတတိတွေရှိနေပါတယ်ဒီဂျူရီဟာတက်ရှိတွေရှင်းတန်းနိုင်ခြင်းရှိမရှိဆိုတာကိုလေ့လာဖို့အတွက်အရေးပါတဲ့ပြတ်မှတ်တွေဖြစ်ပါတယ်သိပ္ပံပညာရှင်တွေဟာဒီဂျူရီရဲ့ဖွဲ့စည်းပုံလေရုနဲ့ပတ်လန်းတွေကိုအသေးစိတ်လေ့လာနေကြပြီးတော့ကျွန်တော်တို့ရဲ့စက်ကြောလာပေါ်နားလည်မှုပုံမှုတိုးတက်အောင်လှုံ့ဆော်နေပါတယ် ဆိုတော့ Super Earth အကြောင်းကိုဆက်လက်ပြီးတော့လေ့လာခြင်းအားဖြင့်စကြဝဠာရဲ့နောက်ထပ်လှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်ဖို့ညွှန်လင်းရပါတယ်။ကဲကျွန်တော်ရဲ့ Nova မြန်မာကနေပြီးတော့ဒီနေ့တင်ဆက်ပေးသွားတဲ့ Super Earth အကြောင်းဗီဒီယိုလေးကိုကြိုင်နှစ်သက်မယ်လို့ညွှန်လင်းပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလက်မလွတ်ရအောင်ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပေးဖို့တငယ်ချင်းတွေကိုလည်း share ပေးဖို့နဲ့နောက်ဆုံးမှာတော့ subscribe လုပ်ဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့။